သားတို့သမီးတို့ရေမင်္ဂလာပါဒီနေ့သားတို့သမီးတို့ကိုစကထသင်ကန်းစာကိုတင် जा ပေးမှာဖြစ်ပါတယ်သားတို့သမီးတို့ကဘာသာစကားကိုလေ့လာတဲ့အခါမှာရိုးရာစကထများကိုတီးဖို့ရယ် စကားရာရီကိုအမေးဖြေပြုလုပ်တတ်ဖို့ရဲ့စဉ်းစားဉာဏ်ရင့်တန်စေလာဖို့အတွက်ရည်ရွယ်ပြီးတော့တည်သင်ခန်းစာကိုထည့်သွင်းတင် जा ပေးခြင်းဖြစ်ပါတယ်။ဒါရုသမီးတို့ကစကားရာကိုကြားဘူးကြပါသလား။စကားရာဆိုတာအ내အဓိပ္ပာယ်ကိုဖွက်ထားပြီးတော့မဖော်ပြထားပဲနဲ့ပြောတဲ့ဉာဏ်စမ်းစကားတွေကိုစကားထာလို့ခေါ်ပါတယ်။ဗဟေတိလို့လည်းခေါ်ပါတယ်။စကားရာကိုစဉ်းစားပြီးတော့ဒါကဘာကိုပြောတာလဲ အဖြေထုတ်လို့ရတယ်အဲ့ဒါကစကထဝတ်တယ်လို့ခေါ်ပါတယ်စကထဝတ်တာကိုကလေးတွေရောလူကြီးတွေရောအားလက်တဲ့အချိန်တွေမှာဟာလာသွားတဲ့ညတွေမှာစကထဝတ်တန်းတွေကိုကစားကြတယ်ဒီတော့ဒီချေရောကစာမျက်နှာ68ကိုလေ့လာကြည့်ကြမယ်နော်စကထလေးတွေကိုကြည်ပြီးတော့အဖြေရှာကြည့်ကြမယ်စကထရော ပုံလေးတွေရောပြထားတယ်နော်ပထမဦးဆုံးနံပါတ်1မှာရေးထားတဲ့စကားလေးကိုဖတ်ကြည့်ကြမယ်နော် ခေါင်းမီးချုံ လုံပါပေးစမိတ်ချလှပါပေးကြောက်တန်းစီညီပါပေးသူရဲ့စကထားလေးကိုဖတ်ပြီးတော့စဉ်းစားကြည့်ကြမယ်နော်အရင်ဆုံးစကထားမှာပါတဲ့စကလုံးလေးတွေကိုစဉ်းစားကြည့်ကြမယ်ခေါင်းမီးချုံလုံပါပေးခေါင်းမီးချုံလုံပါပေးဆိုတာကဟာတအားသမီးတို့စော့ကစားတဲ့အခါချမ်းတဲ့အခါတွေမှာဟာဆောင်းကိုအာခြေတော့ကနေပြီးတော့ခေါင်းအထိနော်ခြုံထားတာ ခေါင်းကနေပြီးတော့ခြေထောက်အဆုပ်တကိုယ်လုံးခြုံထားတာကိုပြောတာပါစမိတ်ချလှပါပြီစမိတ်ဆိုတာသပင်လေးတွေကိုပြောတာဟာသပင်အမွှေးမြင်လေးတွေကိုနှစ်ဖူးပေါ်မှာချထားတာကိုတွေ့လို့ရှင်ဟာလှတယ်လို့ပြောတာလေနော်အဲ့တော့ကြောက်တန်းစီနီပါပြီဆိုတာကြောက်တုံးကြောက်ခဲလေးတွေကိုညီးနေအောင်တန်းစီနေတာကိုပြောတာအဲ့ဒါဆိုရင်ခေါင်းမီးခြုံလုံးပါပြီစမိတ်ချလှပါပြီကြောက်တန်းစီနီပါပြီစကက်ထားဟာဘာစကက်ထားဖြစ်မလဲစဉ်းစားကြည့်ကြမယ်နော် အာစကထားရဲ့နံပါတ်1ကဘေးကပုံလေးကိုကြည့်တွေ့တယ်နော်အဲ့ပုံလေးကိုကြည့်ပြီးတော့စဉ်းစားကြည့်တော့ပြောင်းမှုလေးပုံလေးကိုပြထားတယ်နော်အဲပြောင်းမှုလေးကိုလည်းမြင်မှုမှာပေါ့ပြောင်းမှုလေးကိုမပြုတ်ခင်တော့အစိမ့်လိုက်တော့ဆိုရင် ပြောင်းမှုအခွန်အဖက်ကလေးတွေကပြောင်းမှုတစ်ခုလုံးလုံအောင်ဖုံးထားတာကိုတွေ့ရတယ်အဲပြောင်းမှုကိုအုပ်ထားတဲ့အခွန်လေးကိုခွာကြည့်လိုက်ဩအထဲမှာပြောင်းမှုမှွေးလေးတွေအဝါရောင်လေးတွေတွေ့ရတယ်သူကပျော့ပျော့အီအီလေးနဲ့အရန်ကိုနုညံ့တာပဲ เนาะအဲ့တော့လှလဲလှတယ်အဲပြောင်းမှုစိတ်လေးတွေကိုလည်းကြည့်လိုက်ပါအောင် စီးပြီးတော့ညင်နေတာပဲအလုံးလေးတွေကလည်းစီးပြီးညင်နေတယ်ဒါဆိုရင်ခေါင်းမိချုံလှုံပါပေစမိတ်ချလှပါပေကြောက်တန်းစီညီပါပေဆိုတဲ့သက္ကထာရဲ့အတိတ်ပဲကပြောင်းမှုပေါ့အဲ့တော့ဟုတ်ပြီအဲ့တော့သားတို့သမီးတို့ကမေးလိုက်တဲ့သက္ကထာလေးကိုလည်းဖတ်ပြီးတော့ပြောင်းမှုလို့တည်သွားပြီဆိုတော့ပြောင်းမှုလို့အဖြေလေးရေးလိုက်မယ်နော်နံပါတ်1သက္ကထာလေးကိုတော့လေ့လာကြည့်ကြအောင်နော် ဒိုက်ခုတ်တော့အုပ်ပေါ်အုပ်ခုတ်တော့ကျွေးပေါ်ကျွေးခုတ်တော့ရေပေါ်ဘာဒီလဲနော်ဒိုက်ဆိုတာကတော့ရှုပ်ပွားနေတဲ့အမိုက်တွေလို့ပေါ့နော်အဲရှုပ်ပွားနေတဲ့အမိုက်တွေကိုဒိုက်လို့ခေါ်တယ်အဲ့တော့ဒိုက်ခုတ်တော့အုပ်ပေါ်တဲ့နော်အုပ်ပေါ်ဆိုတော့အုပ်ဆိုတာမာကျောတဲ့အရာကြီးတစ်ခုပဲနော်မာကျောတဲ့အရာကြီးတစ်ခုပေါ်လာတာပေါ့နော်အုပ်ခုတ်တော့ကျွေးပေါ်တဲ့ကျွေးပေါ်ဆိုရဲဆိုတာမာကျောတဲ့အရာကိုခုတ်လိုက်တဲ့အခါလေးမှာကျွေးပေါ်သွားတာကျွေးဆိုတာက ကျွေးပကံလေးလိုကျွေးအိုးလေးလိုအဖြူရောင်ပြောင်ပြောင်လဲလဲလေးဖြစ်နေတာကိုပြောတာ။အော်ကျွေးခုတ်တော့ရေပေါ့တဲ့။အဲ့ဒီကျွေးကိုတစ်ခါထက်ခုတ်လိုက်ရင်ရေတွေထွက်လာတယ်။နောက်ဆုံးတော့ထွက်လာတဲ့ရေအရေနော်အရေတွေကိုမြင်ရတယ်။အဲ့တော့အဲ့ဒါဘာသီးလေးဖြစ်မလဲ။အဲသူ့ဘေးမှာပြထားတဲ့ပုံလေးကအုံးသီးလေးနော်။အဲ့တော့အုံးသီးလေးကိုဘာလို့ပြထားတာလဲဆိုရင်အုံးသီးရဲ့အခွန်ကိုနှွာလိုက်။နှွာလိုက်လို့ရှိရင်အုံးစံအမြင်တွေကိုတွေ့ရတယ်။ ဲ့ဒီအမုံဖတ်တွေကနေပြီးတော့ဖယ်ထုတ်လိုက်လို့ရှင်အဲ့ဒီအခွန်နဲ့အုံးသီးကိုတွေ့ရတယ်အဲ့တော့အုံးသီးကလည်းအယမ်းမာတယ်အဲ့တော့အယမ်းမာတဲ့အုံးသီးကိုထပ်ပြီးခွဲလိုက်ပြီးခုတ်လိုက်တယ်ဆိုရင်အုံးသားအဖြူရောင်လေးတွေထွက်လာတယ်အဲ့တော့အုံးသားအဖြူရောင်လေးကိုထပ်ပြီးခွဲလိုက်ခုတ်လိုက်ရင်လည်းနောက်ဆုံးမှာတော့အုံးရည်တွေထွက်လာတာပေါ့နော်အဲ့ဒါအခုဒါတို့သမီးတို့လည်းတောက်လို့ရတယ်အုံးရည်တွေတော့ဒါကြောင့်စကတာဟာဒိုက်ခုတ်တော့အုပ်ပေါ့ ုတ်ခုတ်တော့ကျွေပေါ်ကျွေခုတ်တော့ရေပေါ်ဘာသီးလဲနော်ဆိုတော့အုံးသီးပါနော်ဟုတ်ပါပြီအဖြေကိုအုံးသီးလို့ရေးလိုက်ပါနော်သက္ကထာနံပါတ်3ပေါ်တကြိမ်သာစားတတလုံးဘိုက်ကားတဲ့တကြိမ်မဲစားမယ်ဒါပေမဲ့တတလုံးဘိုက်ကားပြီးတော့ဖောင်းနေတယ်ဆိုတာတော့ပုံလေးကိုကြည့်လိုက်ပါဦးဘာပုံလေးလဲနော်ပုံလေးကခေါင်းပုံလေးအဘကြောင့်ခေါင်းပုံလေးပြထားတာလေသက္ကထာတကြိမ်သာစား တတလုံးဘိုက်ကဆိုတော့ခေါင်းလေးတွေမှုလေးတွေထည့်ထားတယ်အဲ့မှုဆိုတာမှုပင်ကရတယ်မှုသီးလေးတွေအဲ့ဒါလေးတွေမှုသီးလေးတွေထုတ်လိုက်တဲ့အခါမှာမှုကလေးတွေရလာအဲ့ဒီမှုကလေးတွေခေါင်းထဲမှာတခါတည်းထည့်ထားလိုက်တာတခါတည်းထည့်ထားလိုက်တာနဲ့ခေါင်းလေးကဖောင်းဖောင်းလေးဖြစ်နေတယ်အဲအမြဲတမ်းအကြာကြီးလဲအသုံးပြုလို့ရတယ်ခေါင်းလေးရတယ်ဒါကြောင့်တကြိမ်သာစတတလုံးဘိုက်ကဆိုတဲ့စကားထဲအဖြစ်အားခေါင်းပါနော် ဒါဆိုရင်အဖြစ်ရေးတဲ့နေရာမှာခေါင်းလို့ရေးရမှာเนาะနံပါတ်၄စကထာကတော့ရေးလဲကောင်းတောင်ထွန်းနတ်သမီးနေတဲ့ဂျွန်းတဲ့ရေးလဲကောင်းတောင်ထွန်းဆိုတာကမြစ်တီထဲမှာရေနေသွားတဲ့အခါမှာရေတွေရဲ့အလေကောင်းမှာကုန်းမြင့်မြင့်လေးထွက်လာတာအဲ့ဒါကိုတောင်လို့ခေါ်တယ်အဲ့ဒါကြောင့်မို့ရေလေကောင်းတောင်ထွန်းလို့ပြောတာဟာကျွန်းဆိုတာလေရေပတ်လေဝိုင်းနေတဲ့ကုန်းမြေကိုကျွန်းလို့ခေါ်တယ်နတ်သမီးနေတဲ့ကျွန်း နှစ်သမီးနေတယ်ဆိုကြတဲ့ကလှလှပပနေတဲ့နှစ်သမီးတွေနေတဲ့ကျုံးကလေးကိုပြောတာပါစကက်ထားရဲ့ဘေးမှာပြထားတဲ့ပုံလေးကဘာပုံလေးလဲကြောက်ပြင်းရဲ့တနခါတော့ရဲ့ရေခွက်ကလေးကိုတွေ့ရတယ်။အဲ့ဒီချောက်ပြင်းလေးရဲ့အလဲမှာတနခါတွေ့လို့ရတယ်။ချောက်ပြင်းကြောက်သားလေးကိုတွေ့ရတယ်။အဲ့ဒီချောက်ပြင်းကြောက်သားရဲ့ဘေးပတ်လက်လေးရဲ့အနားဘက်မှာအပေါ်လေးကို तू ကနည်းနည်းလေးမြင့်တက်နေတော့အဲ့တော့ချောက်ပြင်းရဲ့ကြောက်သားရဲ့အောက်ဘက်မှာအချိုက်ကလေးဖြစ်နေ အဲကြောက်ပြင်ပေါ်မှာတဏ္ဍာသွေးတော့မယ်ဆိုရင်အဲကြောက်ပြင်ကြောက်သားပေါ်ကရေလောင်းထည့်လိုက်ပြီးတော့တဏ္ဍာသုံးလေးနဲ့သွေးရတယ်အဲ့လိုသွေးတဲ့အခါမှာကြောက်ပြင်ကြောက်သားပေါ်ကရေတွေကနေပြီးတော့ကြောက်ပြင်ကြောက်သားရဲ့ဘီးမှာခြိုက်နေတဲ့နေရာလေးတွေကိုရေကကျသွားတယ်အဲ့တော့ရေပပလည်းမှာရှိတဲ့အဲကြောက်ပြားကလေးပေါ်ကနေသွေးထားတဲ့တဏ္ဍာကိုလေးလိုက်တဲ့အခါမှာလဲနတ်သမီးလေးလိုစနေမှာပဲဒါကြောင့်မို့လို့ရေလေကောင်တောင်ထွန်းနတ်သမီးနေတဲ့ကျွန်းဆိုတာ ဘာလို့ပြောတာလဲဒီစကထာလေးရဲ့အဖြေဟာကြောက်ပြင်ဖြစ်ပါတယ်ဒါဆိုရင်အဖြေရေးတဲ့နေရာမှာကြောက်ပြင်လို့ရေးရမယ်နော်စာမျက်နှာ68ကိုဆက်ပြီးတော့လေ့လာကြည့်ကြမယ်နော်နောက်ထပ်စကထာနံပါတ်5နေဘက်ခွဲခါညခါပြန်ပေါင်းနေဘက်မှာခွဲခွာသွားပြီးတော့ညဘက်မှာပြန်ပေါင်းတယ်အဲ့ဒါဘာဖြစ်မလဲစကထာလေးပြီးမှရှိရပုံလေးကိုကြည့်လိုက်ပါဦးဘာပုံလေးလဲ အာဂရင်းပေါက်ကလေးတကားလေးကိုဖြန့်ထားတွေ့တယ်။အာအဲ့တော့ဂရင်းပေါက်တကားလေးကိုလည်းပြထားတယ်။တကားဆိုတာကနှစ်ဖက်ရှိရယ်နော်။အဲ့ဒီတကားနှစ်ဖက်ကမနေ့နေ့လေးဒီမှာလေဝင်လေထွက်ရအောင်ဖြန့်ထားရတယ်။နေအောင်လဲရတယ်။အဲ့လိုဖြန့်ထားရတော့နေ့ဘက်ဒီမှာတကားနှစ်ဖက်ကပွင့်ပြီးတော့ဝေးကွာခွဲခွာသွားကြရတယ်။ညဘက်လေးရောက်တော့မိုးချုပ်ပြီးချင်းတွေဝင်လာမယ်နော်။ဝင်မှာဆိုလို့ဆိုပြီးတော့ဂရင်းပေါက်တကားတွေကိုပြန်ပြီးတော့ပိတ်တယ်။ဂရင်းတကားတွေက နေ့ဘက်မှာဝေးကွာပြီးတော့ညရောက်တော့ပြန်ပိတ်ထားပြန်အောင်အဲ့ဒါကြောင့်မူစကတာနေ့ဘက်ခွဲခွာညခါပြန်ပေါင်းအဖြေလေးကတကားပါနော်အဲ့တော့စကတာရဲ့အဖြေကတကားပါ တကားဆိုတော့အဖြေနေရာမှာတကားလေးလို့ရေးမယ်စကတာနံပါတ်6မျက်လုံးတရာခြေမှာတချောင်းတဲ့ခေါင်းပေါ်မှာချက်တောင်စီဘာဖြစ်မလဲမျက်လုံးကတရာဟာမျက်လုံးကအများကြီးပဲ ်ခြေရောက်ကတော့တချောင်းတယ်။ဩဘာဖြစ်မလဲစဉ်းစားကြည့်မယ်နော်။အဲဘေးနားအပုံလေးကိုကြည့်လိုက်ပါဦး။ဘာပုံလေးလဲ။အသီးလေးရောဘာသီးလေးလဲ။အသီးတစ်ခုလုံးမှာမျက်လုံးလေးတွေလို့ခေါ်တဲ့မျက်ကွင်းလေးတွေအကွင်းလေးတွေအကွင်းလေးတွေကိုတွေ့ရတယ်။မျက်လုံးတရားဆိုတာမျက်လုံးလေးတွေအများကြီးတွေ့ရတာကိုပြောတာ။အသီးရဲ့အောက်ဖက်မှာတော့အကိုင်းလေးထောက်ထားတာမျိုးလို့တွေ့ရတယ်။အဲအဲအကိုင်းလေးရနေပြီးတော့ထောင်ထားလို့ရတယ်။အဲအတီးရဲ့အပေါ်မှာချစ်တောင်စည်းလေးလို့ပဲ အောက်ပိုင်းမှာစုစည်းပြီးတော့အပေါ်မှာပြန့်ကားသွားတဲ့ရက်ကလေးတွေတွေ့ရတယ်။အဲဒါကြောင့်မို့မျက်လုံးတရာခြေမာတခြားခေါင်းပေါ်မှာကြက်တောင်စီအဲ့ဒီစကထားကဘာကိုပြောတာလဲ။အဖြေကဘာကိုပြောတာလဲဆိုရင်နန်းနတ်သီးကိုပြောတာ။အဲ့တော့အဖြေရေးရမယ့်နေရာမှာနန်းနတ်သီးလို့ရေးပါမယ်။နံပါတ်9စကထားကတော့မျက်နာပေါ်ကလက်သုံးချောင်းရှည်သူအပြေးကောင်း အဲမျက်နာပေါ်မှာလက်သုံးချောင်းရှိရယ်မျက်နာကတော့ဝိုင်းဝန်းလေးနဲ့မျက်နာပေါ်မှာရှည်တဲ့သူကဟာအပြေးကောင်းကောင်းနဲ့စကက်ထားလေးကိုပြောတာအဲ့ဒါဘာကိုပြောတာလဲစကက်ထားရဲ့ပေးနာပုံလေးကိုချိလိုက်ပါဦးအဝိုင်းပုံလေးကိုချိလိုက်အဲ့ဒီအဝိုင်းပုံလေးရဲ့မျက်နာပေါ်မှာအမှတ်ကလေးလေးခုရှိရယ်အပေါ်ကတစ်ခုအောက်ကတစ်ခုဘေးဘက်မှာတစ်ခုစီရှိရယ်ပြီးတော့အလဲကောင်မှာလူသုံးယောက်ကိုတွေ့ရယ်ပထမလူကဝါဝါပူပူတူတူလေး ဒုတိယလူကတော့ပုံမှန်ရှိရှိလေးပဲနောက်ဆုံးတစ်ယောက်ကတော့တော်တော်ကိုရှည်တဲ့တစ်ယောက်ကိုတွေ့ရတယ်။ဟာရှည်တဲ့သူကအပြေးကောင်းအဲ့ဒါဆိုရင်ဘာကိုပြောတာလဲ။အဝိုင်းလေးနဲ့အမှတ်သား၄ခုရှိတယ်။အဲ့ဒီအမှတ်သားတွေကညီညာနေတာပဲ။လက်သုံးချောင်းရှိတယ်ဆိုတော့ဘာဖြစ်နိုင်မလဲဆိုတော့နိုင်ကိုပြောတာပါ။အဲ့တော့နိုင်ရဲ့နိုင်မှာနိုင်မှာမနစ်တေကိုပြတဲ့လက်တံကတစ်ခု။နိုင်ကိုပြတဲ့လက်တံကတစ်ခု။ စက္ကန့်ကိုပြတဲ့လက်တံတစ်ခုပါတယ်เนาะအဲ့ဒီထဲမှာအမြန်ဆုံးနိုင်တစ်ခုလုံးကိုပပလဲပြေးနေတာကတော့စက္ကန့်လက်တံလေးဖြစ်ပါတယ်စက္ကန့်လက်တံလေးဟာ60စက္ကန့်ပြည့်သွားပြီဆိုရင် နိုင်အဝိုင်းလေးမှာတပတ်ပြည့်သွားဖို့ဆိုရင်မိနစ်လက်တံလေးကတစ်ချက်ရွှေ့သွားတယ်ဟာမိနစ်လက်တံလေးကလည်းအခါ60ပြည့်သွားရင်နိုင်လက်တံတူတူလေးကနေပြီးတော့တစ်ခါပူပူလေးစီကတစ်ခါရွှေ့သွားတယ်ဒါဆိုရင် လက်3ရောင်းဆိုတာဟာနိုင်လက်တန်ရဲမိနစ်လက်တန်ရဲစက္ကန့်လက်တန်လေးတွေကိုဆိုလိုတာပေါ့နော်စက္ကန့်လေးကနိုင်မှာအမြန်ဆုံးပြေးနေတာအဲ့တော့ဒီစကထားရဲ့အဖြေကတော့နိုင်ကိုပြောတာပါအဲ့တော့အဖြေကိုနိုင်လို့ရေးလိုက်ပါအဲ့တော့နောက်တစ်ခုကစကထားနံပါတ်၈ခန္ဓာကိုယ်ကလှေခြေထောက်ကလှော်တဲ့ခန္ဓာကိုယ်ကလှေလှေဆိုတာရေပေါ်မှာတနည်းအားနဲ့တနည်းအားကို အာပြေးသွားနေတဲ့အရာလေးတခုပြောတာပေါ့နော် အာခြေတော့ကလှော်တဲ့တဲ့လှီရီယာတနေရာနဲ့တနေရာကိုသွာလာနိုင်ဖို့အတွက်လှော်တက်ကိုသုံးမိမှသွာလို့ရတယ်အဲ့တော့ခန္ဓာကိုယ်ကလှီခြေတော့ကလှော်တက်ခန္ဓာကိုယ်ကလှီလို့ရေရှားသွားနိုင်မှုခြေတော့လို့လှော်တက်ကိုသုံးပြီးတော့သွာလာရတယ်ဆိုတော့ပုံလေးကိုလည်းကြီးလိုက်ပါဦးအာဘဲကလေးလို့ပဲပြောတာနော်ဘဲကလေးပဲအဲ့တော့စကထအဖြေကဘဲကလေးပါ ဟဲ့တော့ဒါဆိုရင်သားတို့သမီးတို့ကစကေတာဆိုတာဘယ်လိုစဉ်းစားရရဲဘယ်လိုအဖြေရရဲဆိုတာကိုပုံလေးတွေနဲ့ဆက်ဆက်ပြီးတော့စဉ်းစားအဖြေထုတ်ဖို့တည်သွားပြီနော်စကေတာဟွက်တန်းကစားရတာလည်းအရင်ပျော်စရာကောင်းနေနော်သားတို့သမီးတို့တည်တဲ့စကေတာလေးရှိရင်တငယ်ချင်းတွေနဲ့အတူတူကစားလို့ရတယ်ပျော်ရွှင်လို့ရတယ်ဟဲ့တော့သားတို့သမီးတို့လည်းဒီသင်ခန်းစာလေးကိုသင်ကြားပြီးတော့ပျော်ရွှင်မယ်လို့လည်းထင်ပါတယ် အဲ့တော့နောက်စာသင်ချိန်တွေမှာသားတို့သမီးတို့နဲ့ပြန်တွေ့ကြမယ်နော်